လုံသားဆေလွတ်ခြင်းမရှိသည့်ပြည်ပအလောကအေဂျင်စီများလည်းဆေလွတ်လားချုပ်စရင်ပေးပို့ရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ပတို့လုံသားဆေလွတ်ခြင်းမရှိတဲ့ပြည်ပအလောကအေဂျင်စီများအနေနဲ့လည်းဆေလွတ်လားချုပ်စရင်ကိုပုံမှန်အချိန်မီပေးပို့ရမယ်လို့စိတ်မိုက်ဂရေးရှင်းကတည်ပေးထားပါတယ်။လုံသမောင်းဝင်ကြီးဌာနရဲ့စိတ်မိုက်ဂရေးရှင်း channel က2025ခုနှစ်ဧပြီလအတွက်ဆေလွတ်လားချုပ်စရင်ပေးပို့ခြင်းမရှိသေးတဲ့အေဂျင်စီတွေစရင်ကိုမေလ13 ံးရက်ကထုတ်ပြန်ပေးခဲ့တာဖြစ်ပြီးပြည်ပအလို့အခိုင်အေဂျင်စီတွေအနေနဲ့လုံသားစေလိုခြင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတင်ပြရမယ်လို့ဖော်ပြထားပါတယ်။ဒီပါလိုအပ်ကိုင်းအေဂျင်စီတွေအနေနဲ့လစဉ်သတ်မှတ်ချက်အတိုင်းဆေးလွှတ်လချုပ်ကို အချိန်မီမပေးဖို့ပါကတန်ချေးပေးဆောင်ရမယ်လို့လဲဆိုပါတယ်။ဧပြီလအတွက်ဆေးလွှတ်လချုပ်ပေးဖို့ခြင်းမရှိသေးတဲ့အေဂျင်စီပေါင်း88ခုရှိတယ်လို့လဲသိရပါတယ်ရှင်။